အသက်ကြီးလာပြီဆိုတဲ့အကြောင်းမြင်တအောင်ပြပေးမယ်တခုတည်းသောအရာကတော့အည်ပြားပါအသက်အရွယ်လေးရလာတာနဲ့အည်ပြားတွေခြောက်လာတာအသားအရည်တွေတွန့်လာတာတွေက အမြင်သာဆုံးစရာတွေပေါ့နော်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အသားအရည်ခြောက်လာတာအရည်ပြားတွန့်လာတာတွေအပြင် အသက်ကြီးလာကြောင်းပြနိုင်မယ်အရည်ပြားပေါ်ကပြောင်းလဲမှုလေးတွေအကြောင်းကိုပြပြပေးသွားပါမယ်နော်ပထမဆုံးတစ်ခုကတော့ actinic keratosis ပါ ဒါကနေရောင်ခြည်ထဲမှာရှိတဲ့ခရမ်းလွန်ရောင်ခြည်တွေနဲ့ထိတွေ့ရတာကနေပြီးတော့အများဆုံးဖြစ်တဲ့ပြောင်းလဲမှုတစ်ခုပါနေရောင်ဆိုတာငငယ်တဲကထိတွေ့နေရတာဆိုတော့အသက်ကြီးလာတဲ့အခါကိုယ့်အရေပြားနဲ့ခရမ်းလွန်ရောင်ခြည်တွေဘလောက်တောင်ထိတွေ့ထားပြီးပြီလဲဆိုတာစဉ်းစားကြည့်ပါနော် သူရဲ့လက္ခဏာတွေကတော့အရေပြားက66ထူထူကြမ်းကြမ်းကြီးဖြစ်နေတတ်ပြီးတော့ညည်းနေတတ်ပါတယ်။ကိုယ့်ရဲ့အရေပြားမှာဒီအတီနစ်ကာရက်တိုစစ်အကွက်တွေတွေ့လို့ကတော့ဆရာဝန်စီမြင်မြန်သွားဖို့လိုအပ်ပါတယ်နော်။ ်အတီနစ်ကရက်ဒိုးစစ်ကနေအရေးပြားကင်ဆာပြောင်းသွားနိုင်တဲ့အတွက်ကြောင့်ပါနောက်ထပ်တစ်ခုကတော့စီဘိုရစ်ကရက်ဒိုးစစ်ပါတက်လက်ပိုင်းလောက်ရောက်လာတဲ့အခါမှာစီဘိုရစ်ကလက်ဒိုးစစ်လို့ခေါ်တဲ့အညိုရောင်အကွက်လေးတွေပိုခန္ဓာအနှံ့အပြားမှာပေါ်လာတတ်ပါတယ်တခုတည်းပိုရှိနေတတ်ပြီးတော့အနည်းငယ်မပေးတဲ့အကွက်လေးတွေပါနော်နောက်ထပ်တစ်ခုကတော့ ace ပေါ်ပါဒါကတော့အသက်ကြီးတဲ့လူတိုင်းမှာတွေ့ရတတ်တဲ့အရေးပြားပေါ်ကမဲမဲအဆက်လေးတွေပါ။ပိုခန္ဓာတစ်ခုလုံးမှာတွေ့ရတတ်ပြီးတော့ အသက်50ကျော်လာပြီဆိုတာနဲ့သူတို့အစပေါ်လာတာပါပဲအန်ရမပေးတတ်ပေမဲ့ကင်ဆာအကွက်နဲ့ခွဲဖို့လူသေးတဲ့အတွက်ကြောင့်မို့လို့ဆရာဝန်စီကိုတွပြစီစီပါတယ်ဒီလိုမျိုးမဲမဲအကွက်တွေကြောင့်အလှပြတ်မှာဆိုရင်တော့ဗီဇာနဲ့ဖျောက်လို့ရရပါတယ်တူတင်ကောက်ွယ်ခြင်းနဲ့ဆိုရင်တော့ငငယ်ကလေးတွေကအပြင်သွားတိုင်းမှာနီလောင်ကလင်းစည်းလင်းတဲ့အကျင့်ကိုလုပ်ပေးခဲ့ဖို့တော့လိုအပ်ပါတယ်ရှင်နောက်တစ်ခုကတော့ Cherry NGO မှာပါဒါလေးကလည်းလူတိုင်းနဲ့စိတ်မဲ့လို့မထင်ပါဘူးเนาะ ရင်ဘတ်ဘိုက်နဲ့ကြောကုန်းတွေမှာအတွေ့ရများတဲ့အမှဲ့နီ အကြီးစားလူမျိုးတွေပါဒီတိုင်းဆိုမနာပေမဲ့ထိခိုက်မိတာတွေကုန်းမိတဲ့အခါမျိုးကြရင်တော့သွေးထွက်လာပြီးတော့နာတတ်ပါတယ်အနေရတော့မရှိပါဘူးเนาะနောက်ထပ်တစ်ခုကတော့အသက်ဘိုးပါဒါကတော့ကြီးမားမဟုတ်ပါဘူးငယ်တဲ့သူတွေမှာတော့ရှိတတ်တဲ့အသက်ဘိုးတွေပါ လေဘင်းတဝိုက်လက်မရှင်ဘက်နဲ့အောင်တွေမှာအတွေ့ရများပြီးတော့သူ့ဘာသာသူဆိုရင်တော့ဘာမှဒုက္ခမပေးနိုင်ပါဘူး ါပေမဲ့ဆွဲကြိုးတို့တချို့အင်ဂျီတို့နဲ့ပုတ်တိုင်းမိတဲ့အခါမှာတော့ပွန်းသွားတာမျိုးကြီးရှိတတ်ပါတယ်။နောက်ထပ်တစ်ခုကတော့ဆိုလာအလက်ထရိုစစ်ပါ။ဒါကနေရောင်နဲ့ကြာကြာထိတွေ့ရတဲ့သူတွေမှာအတွေ့များတက်တဲ့အသားရောင်အဝါရောင်ပြောင်းသွားပြီးတော့အရေးကြောင်နက်နက်တွေပေါ်တဲ့ပြောင်းလဲမှုပါ။တချို့ဆေးလေးတောက်တဲ့သူတွေမှာလည်းအတွေ့များပါတယ်။နေရောင်ကအရေးပြားအပေါ်ပိုင်းလောက်ကိုပဲထိတာဖြစ်ပေမဲ့ဆက်လိုက်ကကြတော့အရေးပြားအတွင်းပိုင်းအထိတိကိုပါထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ a very good spain သွေးကြောထုံးတာပဲဖြစ်ပါတယ်။နာတာရှိသွေးမြကြောယောဂါတွေထဲကတစ်ခုဖြစ်တဲ့ very good spain လို့ခေါ်တဲ့သွေးကြောထုံးနေတဲ့ပြဿနာက အထိုင်များတဲ့သူတွေမတ်တဲ့အကြာကြီးရက်တဲ့သူတွေမှာအသက်ကြီးလာတော့သွေးပြန်ကြောက အဆုတ်ရှင်တွေမလုံတော့လို့သွေးကြောထုံးပြီးတော့အရေပြားတွေဖောင်းလာတဲ့ပြဿနာဖြစ်ပါတယ်။နောက်တစ်ခုကတော့အသားချောက်တာပါ။အသက်ကြီးလာတဲ့အခါရေဓာတ်တွေခန်းချောက်သွားလို့ငကိုစုပ်ပြေနေတဲ့အသားအရေပျောက်ပြီးတော့ ၆တွေးတဲ့အသားအရေဖြစ်လာပါတော့တယ်။အရေပြားရဲ့တင်းကြီးမှုလည်းမရှိတော့လို့ဆွဲကြည့်လိုက်ရင်ပြ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 ကြီးဖြစ်နေပါလိမ့်မယ်နော်။နောက်ဆုံးတစ်ခုကတော့အညိုမဲဆွဲတာပါ။အသက်ကြီးလာတဲ့အခါအရေပြားပါလာတာကတကြောင်။အစီရေကုန်သွားတာကတကြောင်နဲ့အသားအရေထိခိုက်လွယ်လာပြီးတော့အညိုမဲဆွဲလွယ်တတ်ပါတယ်။ဒီနေ့ပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ ကိုအသက်ကြီးလာတာနဲ့အမျှပြောင်းလဲလာမယ့်အရေးပြပြောင်းလဲမှုတွေအကြောင်းပဲဖြစ်ပါတယ်။ဘလောက်ပဲကြိုးစားကြိုးစားဇာကိုအန်တုမြဘူးလေနော်။အခုလောက်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို ကြည့်ပြီးတော့ကျမ်းမာရေးဗဟုသုတများစွာရရှိကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆောင်မကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။